င်္ဂလာပါခင်ဗျာဒီနေ့က November တရက်နေ့2025ခုနှစ်ဖြစ်ပါတယ်ဒါလတ်တလရဲ့ပထမဆုံးရက်လည်းဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒါနေ့တည်နေနဲ့ဒါကျွန်တော်ရှေ့ဆက်ကြမယ်ဒေါ်လာရေးလှုပ်တယ်ဆက်ပြီးလှုပ်ကြမယ်တက်နိုင်တဲ့ဘက်ကနေလည်းပါဝင်ကြမယ်ပေါ့နော်ဒီနေ့လည်းဒါကျွန်တော်တို့သတင်းကောင်းတွေရှိတယ်ပြီးတော့ကြတော့ဒီ Mogok ပေါ့နော် Mogok နဲ့ပတ်သက်လို့လည်းကျွန်တော်ပြောပြစရာအကြောင်းအရာတွေရှိတယ်အဓိကတော့ဒါ PDF နေတဲ့အတူပေါ့နော်ဒါပြည်သူကကာကွယ်မဲ့ Mogok မြို့ရဲ့အခြေအနေကိုလည်း ကျွန်တော်ပြောပြမယ်။ပထမဆုံးတော့ဒါစစ်ကောင်စီဘက်ကအင်အားတွေဖြည့်နေတဲ့ကြားတွေကမှနောက်ထပ်စကန်းစခုထပ်ပါသွားတဲ့အကြောင်းလေးပြောမယ်ပေါ့နော်။အဲ့ဒါကဒါကချင်ပြည်နယ်ခေါင်လန်ဘူးမြို့နယ်ဒဲကစစ်ကောင်စီနဲ့ဒါပြည်သူ့စစ်ပူးပေါင်းပြီးထိုင်ထားတဲ့နောက်ထပ်စကန်းတစ်ခုကို KIA တပ်ဖွဲ့တွေကတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်။ စစ်ကောင်စီအဲ့ဒါကအင်အားဖြစ်နေတဲ့ဂျားတက်ကပါသွားနော်သူကဒါကချင်ပြည်နယ်ခေါလန်ဖူးမြို့နယ်တဝိုက်မှာဒါ KAI နဲ့ဒါစစ်ကောင်စီတို့တိုက်ပွဲဖြစ်ပွားနေပြီးတော့ဗောနော်စစ်ကောင်စီဘက်ကအင်အားတွေတောက်လျှောက်ဖြစ်တင်းနေအဓိကတော့ဒါခေါလန်ဖူးဒေသမှာရှိတဲ့ဒီခန်းစစ်စခန်းနေပြီးရင်ကာကင်းစခန်းနေကာကင်းကုန်းနေဗောနော်ပြည်သူစစ်ကြီးပဲရှိတဲ့စခန်းနေရှိတယ်အခုကျသူတို့ပေါင်းပြီးတော့နေတဲ့နေရာမျိုးတွေလည်းရှိတယ်ဗောနော်အဲ့တော့အဲ့လိုမျိုးစခန်းနေတဲ့ကနောက်ထပ်စခန်းတစ်ခုကိုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်ဗောနော်အဲ့တော့ ဒီရှေ့လာတဲမှာကိုပဲနောက်ထပ်စခန်း၅ခုသိမ်းပိုက်နိုင်ခဲ့တာဗောနော် KIA ကတိတ်တိတ်လီခိုးကြမ်းနေဟိုဘက်မှာတိတ်တိတ်ခိုးကြမ်းဒီလန်ဆယ်ဒေတာအတိအတိုင်းပဲစစ်ကောင်စီဘက်ကဒီပြည်သူစစ်ဗောနော်စစ်ကောင်စီရဲ့လက်အောက်ခံဒါရဂွန်ပြည်သူစစ်ဒီလိုမျိုးအဖွဲ့တွေကိုဥဆောင်ပြီးတော့ထိုးစစ်ဆင်ခိုင်းခဲ့တာဖြစ်တယ်အဲ့ရှေ့မတိုင်ခင်မှာလဲသူတို့အဲ့နေရာအတွက်ကိုထိုးစစ်ဆင်ဖို့အတွက်ကိုအမဲဒါလက်နက်ခဲရန်နေပို့နေတဲ့ပုံစံနေဒါလက်နက်ခဲရန်နေတက်ဆင်ပေးနေတဲ့ပုံစံမျိုးတွေနေသူတို့ဂျိန်းွားခဲ့သေးတယ် ကျင်းွားတာအမလီပိုးစိုးပတ်ဆက်ကိုကျင်းွားတာစစ်ကောင်စီဘက်ကကောင်းနေအာမင်းတို့ကောင်းနေကြည်ထားလိုက်တော့ဒီနေရာတွေကဗာဖြစ်တယ်ညာဖြစ်တယ်ဘလို့ပြန်ယူတော့မှဆိုရပုံစံမျိုးကြီးလောက်ကြတာလောက်ပြီးတော့တကယ်လဲသူတို့အဲ့လိုမျိုးလောက်ခဲ့တဲ့အချိန်မှာတချို့နေရာတွေကိုဒါ KIA တပ်ဖွဲ့တွေကပေါ့နော်နောက်ဆုတ်ပေးလိုက်တာလည်းရှိတယ်ချိုးစကန်းနေသူတို့ရပါရှိအဲအဲ့လိုနေရာမျိုးတွေပေါ့နော်ရွာရရှိတယ်ဒါပေမဲ့ပြန်ပြီးတော့ဖိတိုက်တဲ့အချိန်ကျတော့ အခုလိုမျိုးကိုကျိုးတွေနဲကုန်တာပေါ့နော်စေကောင်စီဘက်ကကောင်းနေကိုကျိုးတွေနဲကုန်သူတို့ကသူတို့အဟုတ်ကြီးမှတ်သွားပါမဗျာဒီပြည်သူစစ်ဆိုတာဒီဒီစေကောင်စီရဲ့လာအုပ်ခံကိုပြောတော့နော်အဲ့ဘက်မှာသူကအဖွဲ့တွေအများကြီးရှိတယ်အဲ့အဲ့ထဲကမှစေကောင်စီလာအုပ်ခံတီးဘဂဝံပြည်သူစစ်ပေါ့နော်အဲ့ဥစ္စာကိုသူကဘသူဥဆောင်လဲဥတန်ဂူတန်ဥတန်ဂူတန်ပေါ့နော်ပြည်သူစစ်ရဝံပြည်သူစစ်ကိုဥဆောင်လဲဥတန်ဂူတန်ဒါစေကောင်စီလာအုပ်ခံပေါ့နော်သူဥဆောင်ပြီးတော့တိုက်ခဲ့တာပေါ့နော်အဲ့တိုက်ခဲ့တဲ့အချိန်မှာသူတို့ အဲ့လိုမျိုးရလဲရရောဒါစစ်ကောင်စီဘက်ကကောင်တွေကတကယ်ကိုကြွေးကြော်ကြတာဗျအမ်ဘာမှတ်နေလဲမင်းတို့တော့ဘွားတုံးပြီတို့ဘွားဆုံးပြီတို့ဒါမျိုးတွေပြောခဲ့တာဒါပေမဲ့ဒီကြားထဲမှာကိုပဲဒါ KIA ကပြန်ပြီးတော့ဒါပြန်ပြီးဖိတိုက်နိုင်တဲ့ခါကျတော့စစ်ကောင်စီဘက်ကဒီစကန်နေပြန်ပြီးတော့လက်လွတ်ရတယ် ကိုယ်ဆိုပြေးရတာဟိုပြေးဒီပြေးပေါ့နော်အဲဟိုဟာပြေးသလိုဒီဟာပြေးသလိုအဲ့လိုမျိုးပုံစံမျိုးနဲ့ပြေးရအကောင်နေနဲ့ပြောရင်ပြအကောင်နေသိခါကြရဆိုရင်ကျွန်တော်ပြောလို့လို့ပေါ့နော်အဲအကြောင်းမလို့ဟိုကောင်ပြေးသလိုဒီကောင်ပြေးသလိုပေါ့အဲ့လိုပုံစံမျိုးနဲ့ပြေးရတာဖြစ်တယ်အဲလန်ဆယ်တီတာကိုဒါတကယ်ပြောရင်အစောပိုင်းမှနေကစစ်ကောင်စီဘက်ကထိုးစစ်လုပ်လာတယ် KIA ကစကန်အချို့ကိုနောက်ဆုတ်ပေးခဲ့ရတာရှိတယ်အဲ့ဒီနောက်ပိုင်းပြန်ဖိတိုက်တော့သူတို့အဓိကခေါ်လာတဲ့ပြည်သူစစ်တွေပါပြေးနေရတာတဲ့ တို့ကစစ်တိုက်နေကြမဟုတ်ဘူးတဲ့မြေပုံတော့မကြည့်တတ်ဘူးတဲ့ဟုတ်လားဟုတ်လားမင်းတို့မြေပုံကြည့်တတ်မကြည့်တတ်ဘူးလားအဓိကအဓိကမင်းစစ်ကိုနိုင်ခြင်းမြေပုံလေးတော့ပိုင်အောင်လုံးမရအောင်ပေါ့နော်မြေပိုင်မှလုံးမင်းတို့ဒါစစ်နိုင်အောင်တိုက်လို့ရအောင်ပေါ့မြေကိုပိုင်ဖို့အတွက်ကလည်းမြေပုံလေးတော့ကြည့်တတ်မှတော့ဖြစ်မှာပေါ့စစ်တိုက်ပါဆိုတော့တကြတဲ့ပြေးပြေးပေါက်တွေမားနေဦးမယ် အရိကဗျာဟိုမြေပုံမကြည့်တဲ့လို့ကြတော့ဒါတော်လိုင်းတက်ဖွဲ့တွေရှိတဲ့ဘက်လားသူတို့လူတွေရှိတဲ့ဘက်လားမသိမှဆိုလို့ပေါ့နော်အားကြောင့်မင်းတို့ပြောပြပြီးရင်တက်ဖွဲ့တွေကပြောလိုက်တာရှိသေးရပါလေအဲသူတို့တောက်လျှောက်ပြင်ဆင်ခဲ့တာပဲတဲ့ဒါမဲ့တိမ့်လိုက်တော့လည်းမကြအောင်ရလိုက်တယ်ပေါ့တဲ့နှိမ့်နာနှိမ့်နာတားနှိမ့်နာပေါ့နော် ပြီးတော့ဒီခေါလန်ဖူးတို့လန်ဆယ်တို့ဆိုတဲ့နေရာတွေကဒါတရုတ်နဲ့နီးတဲ့နေရာတွေလည်းဖြစ်တယ်အဲအဲ့လိုဖြစ်တဲ့အတွက် ပေါ့နော်သူကစီးပွားရေးရရောစစ်ရေးရရော viewer ကြတဲ့နေရာမျိုးတွေပေါ့နော်အရေးကြီးတယ်လို့ပြောရမယ့်နေရာတွေဖြစ်တယ်အဲ့တော့ ဒီနေရာမျိုးတွေကိုဒါစစ်ကောင်စီကပြည်သူစစ်အင်အားနဲ့ပြန်ပြီးတော့ရမယ်ထင်တဲ့ပုံစံမျိုးလောက်လာတာကတော်တော်လေးအခြေအနေဆိုးသွားတယ်ပေါ့နော်အဓိကတော့ဒီပြည်သူစစ်ဆိုတဲ့အဖွဲ့တွေကဒီမတိုင်ခင်မှာကိုပဲသူကစစ်တိုက်ဖို့အတွက်လက်နက်ကင်ထားတာမှမဟုတ်တယ်သူတို့ကဂိတ်ထိုင်နဲ့မွေးစေဝါ၃ချရဲမွေးစေဝါ၃နဲ့ဒီပတ်စံရှာတယ်ကုကျိုးရှာတယ်ဒီလိုပုံစံမျိုးနဲ့ပဲစစ်ကောင်စီနဲ့အပေးယူတဲ့ခဲ့တာပေါ့နော်အဲဒါကြောင့်မလို့လေဒါအခုလိုမျိုးတကယ်အရေးကြုံလာတဲ့ခါကျတော့ဒီကောင်နေ ဟိုဟာပြစ်ဒီဟာပြစ်ပြေးရတာပေါ့နော်အားရတယ်ပေါ့နော်အဲ့တော့ဒါလက်နဲ့ကင်ထားတယ်ဆိုရင်လေဒါစစ်တိုက်တဲ့ဟိုလိုလဲပေါ့နော်ဒါပေမဲ့ကျွန်တော် PDF တွေကစိတ်မကောင်းစရာပေါ့နော်လက်နဲ့ကင်ဖို့လက်နဲ့ကိုမရှိဘူးစစ်တိုက်ဖို့အတွက်ကိုအဲ့လိုဖြစ်နေအဲ့တော့ဒါမိဘပြည်သူတွေလည်းဝိုင်းပြီးတော့ကုညီပေးကြစီကျင်တယ်ပေါ့နော်နောက်တစ်ခုကဒါကျွန်တော်မိုးကုတ်ကြောင်ပြောကျင်တာပေါ့နော်မိုးကုတ်ကြောင်ပြောကျင်မိုးကုတ်ကြောင်မပြောခင်မှာမျိုးလုံးနဲ့မြင်အောင်ကျွန်တော်တစ်ခုနဲ့ဒါကျွန်တော်ထပ်ပြောကျင်တယ်အဲ့ဒါပါလဲဆိုတော့ဒီရက်ထဲမှာဖြစ်တဲ့ဟာ ဒီတိဘောကြောင်မဲပေါ့နော်တိဘောနဲ့ကြောင်မဲအဲဥစ္စာကိုစစ်ကောင်စီကပြန်ပြီးတော့ရပြီးရောပြန်ပြီးတော့ထိ ंछ ုပ်သွားနိုင်ပြီးတဲ့အချိန်မှာသူတို့ဘာတွေလုပ်တယ်လဲအဲ့နေရာမှာရှိတဲ့ဒီစားကန်တွေဘာတွေခံစားရတယ်လဲပေါ့နော်ပြီးတော့တော်လိုင်းရေးကိုအားပေးခဲ့တဲ့သူတွေဘယ်လိုမျိုးကြုံရတယ်လဲဆိုတဲ့ဟာကိုကျွန်တော်ပြောပြပေးမယ်ပေါ့နော်အဲ့တော့အဲ့ဒါကဘာကိုကြည့်ရသဲဆိုတော့ဒါမိုးကုတ်ကိုကြည့်ရတယ်အဲ့တော့ဒီကြောင်မဲတီဘောပေါ့နော်အဲ့မှာဆိုရင်ဒါနိုင်ငံရေးသမားအချို့ရဲ့ပိုင်ဆိုင်မှုတွေပြီးရင်တော်လိုင်းရေးနဲ့ဆက်ဆက်ပါတယ်ဆိုတဲ့သူတွေရဲ့ပိုင်ဆိုင်မှုတွေကိုစစ်ကောင်စီဘက်ကနေပြီးတော့စပြီးတော့ဒါချိတ်ပိတ်တာတွေ လိမ့်စီတာမျိုးတွေစီးပွားရေးလုပ်ငန်းတွေကအစပေါ့နော်နေနေကအစချိတ်ပိတ်တာမျိုးတွေလောက်လာနေပြီလှုပ်ဆောင်နေပြီဆိုပြီးတော့သိရတယ်တီဘောကြောင်မဲကိုထိ ंछ ုပ်ပြီးမကြခင်ပါပဲသူတို့အခုလိုမျိုးလှုပ်ဆောင်ခဲ့တာဖြစ်တယ်ဒီလိုမျိုးချိတ်ပိတ်သိမ်းစီခံရတဲ့အထက်မှာတော်လိုင်းသမားတွေနဲ့ဆက်ဆက်တဲ့သူတွေတော်လိုင်းကိုအားပေးတဲ့သူတွေပြီးနိုင်ငံရေးသမားတွေပေါ့နော်သူတို့တွေရဲ့ပိုင်ဆိုင်မှုတွေလည်းပါသလိုပေါ့နော်ဒါစစ်တပ်ကိုထောက်ခံတဲ့သူတွေရဲ့တိုင်ကြားမှုကြောင့်မလို့မဆိုင်တဲ့အရက်သားပြည်သူအချို့ရဲ့ပိုင်ဆိုင်မှုတွေတွေပါဒါသိမ်းယူခံနေရတယ်သိမ်းစီခံနေရတယ်ချိတ်ပိတ်ခံနေရတယ်ဆိုပြီးတော့သိရတယ်ဒါတော်တော်ဆိုးတယ်ပေါ့နော် ရုပ်စာကလောလောဆယ်ဒီလိုနေရာမျိုးမှာတည်းမဟုတ်ဘူးဟိုရှစ်ကလာတွေမှာလည်းရှိတယ်အဲ့ဒါကစစ်ကောင်စီကအခုလိုမျိုးအာဏာသိမ်းပြီးပြီဆိုတဲ့အချိန်မှာဒီရက်ွက်အုပ်ချုပ်မှုလိုကောင်မျိုးတွေထားတယ်ပြီးရင်ဒါဒါလူမိုက်တွေကိုလက်သက်မွေးတယ်ပြည်ရနဲ့ပြည်သူကိုဖိနှိပ်ဖို့အတွက်ကြိုးစားတယ်ဗောနော်အဲ့တော့စစ်ကောင်စီရဲ့ဘုံမကျင်တဲ့ကောင်တွေဗောနော်အရင်တော့ကမတည့်ခဲ့တဲ့သူတွေဗောနော်အချင်းချင်းကိုချင်းချင်းအရင်တော့ကစီးပွားပြိုင်ပတ်ပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်အဲ့လိုမျိုးကိစ္စရှိခဲ့မှုတဲ့သူတွေကိုတွားပြီးတော့တိုင်တန်းတာတွေရှိတယ် ဘာမှဒီဒီတော်လိုင်းကိုဆက်ဆက်တာမဟုတ်ဘူးပေါ့နော်ဒါပေမဲ့အဲ့လိုမျိုးလုတ်တက်တဲ့သူတွေကြောက်မလို့လည်းအခုဆိုကိုကျိုးနေရတာရှိတယ်ပေါ့နော်အဲ့တော့ကြောင်မဲနဲ့တီဘောမှာအဲ့လိုဖြစ်စင်နေဖြစ်တယ်ပြီးတော့စပြီးတော့ဖမ်းတာကပြီးခဲ့တဲ့တပတ်ကနေကစဖမ်းတာတဲ့လက်ဖက်ဆိုင်နေချိတ်ပိတ်တယ်ပေါ့နော်ဒါအိမ်နေချိတ်ပိတ်တယ်ဒါကြီးလုတ်နေပြီပေါ့နော် TNL နဲ့ပေါင်းခဲ့တဲ့သူတွေရောနှီးဆက်တဲ့သူတွေရောအမိထွက်တဲ့သူတွေရောပြီးရင်အမုန်းတရားကြောက်မလို့တိုင်ခံရတဲ့သူတွေရောအဲ့လိုလူတွေအကုန်လုံးဒီလိုမျိုးချိတ်ပိတ်ခံနေရဆိုပြီးသိရတယ်ဒါကရှုံးရင်ဘာဖြစ်မလဲဆိုတဲ့ဟာကိုပြတယ်တကယ်ပြောတာ တကယ်လို့မြတ်ကိုရထားပြီးသားနေရာတစ်ခုကိုပြန်ပြီးတော့ပေးလိုက်ရပြီဆိုတဲ့အချိန်မှာဘာတွေကြုံလာမလဲဆိုတဲ့ဟာကိုဒီအခုဖြစ်စဉ်တွေမှာကြည့်ရင်သိသားတယ်။ဒါကျွန်တော်သတိထားရမယ့်အရာပြီးရင်ကျွန်တော်ခေါင်းထဲမှာအမြင်ဆွဲနေအောင်မှတ်ထားတဲ့အရာပေါ့နော်။အဲ့တော့ကုညီခဲကြတဲ့ပြည်သူတွေနောက်မကူရဲအောင်ဒါတို့တွေမမှန်ရန်လုပ်ပြတာပေါ့ဗျာ။အဲ့တော့တော်လိုင်းကြီးကိုအားပေးတဲ့ဆိုတဲ့သူတွေရှိမြဲစစ်ကောင်စီကိုအားပေးတဲ့သူတွေရှိမြဲအဲ့တော့တော်လိုင်းကြီးကိုအားပေးတဲ့သူကလည်းတော်လိုင်းကြီးအတွက်ဆိုရင်သူတို့တက်နိုင်တယ်လို့သူတို့လုပ်ပေးကြမှာပဲဒါပေမဲ့အဲ့တော်လိုင်းကြီးက အာမခေါင်းတော့တဲ့အခါခုနလိုစစ်တပ်ကပြန်ပြီးတော့ထိ ंछ ုံနိုင်သွားတဲ့အခါကျတော့အိုက်တော်လိုင်းကိုအားပေးခဲ့တဲ့ပြည်သူတွေကစားထိခိုက်တာလည်းရှိတယ်အဲ့ဒါကစစ်ကောင်စီကတမင်လောက်တာဒါပေမဲ့ဒါကတော့တဘာဝပါပဲဟိုဆိုရင်ကကိုနိုင်ပြီဆိုတဲ့အချိန်မှာနင်းဖြဲပြီးတော့လှုပ်ရှင်တဲ့ဟာတွေလှုပ်မယ်ဆိုပြီးတော့စစ်ကောင်စီကတော့တေချာဖို့အဲ့လိုပုံစံမျိုးတွေကြီးပဲလှုပ်ခဲ့တာဗောနော်ဒါသူတို့ရဲ့ထုံးစံပဲအဲဒါကဒါပြည်သူကနောက်ဆိုရင်တော်လိုင်းတပ်ဖွဲ့တွေကိုမကူရဲတော့အောင်ဆိုပြီးတော့လှုပ်တဲ့ပုံစံမျိုးအဲ့မှာကျွန်တော်ဒါနောင်ချိုနောင်ချိုကိစ္စဖြစ်တဲ့အချိန်တော့နောင်ချိုကိုဒီကောင်တွေထိန်းလို့ရပြီဆိုတဲ့အချိန်တုန်းက သူတို့ဘာလုပ်တယ်လဲဆိုတော့ဒီဗီဒီယိုဖိုင်တစ်ခုထွက်အဲ့ဒီဗီဒီယိုဖိုင်ကဒီဆိုင်တဆိုင်ပေါ့နော်အိမ်တအိမ်ပေါ့အိမ်ကိုဒါ drone နဲ့ဘုံကျဲခဲ့တဲ့ဟာပေါ့နော်အဲ့ဒါကဘာလဲဆိုတော့တွေ့လာရတဲ့ TNL ကိုထောက်ခံခဲ့တာ PDF ကိုအားပေးခဲ့တာအဲ့လိုမျိုးသူတွေရဲ့အိမ်တွေဘာဖြစ်သွားလဲကြည့်ထားဘလောက်မှတ်ရမ်းလဲပေါ့နော်အဲပြည်သူလူထုရဲ့နေအိမ်ကိုအဲ့လိုပုံစံမျိုးနဲ့အညှိုးတကြီးနဲ့ပေါ့နော်လုံဆောင်ခဲ့တာဖြစ်တယ်အဲ့တော့ပြည်သူကလည်းဘာတက်နိုင်မလဲကိုစီကိုအားပေးတဲ့တပ်ဖွဲ့တွေကပေါ့နော်အခုလိုမျိုးဒါရင်းနှိမ်သွားပြီဆိုတဲ့အချိန်မှာ ကိုကိုတိုင်းလည်းဒုက္ခရောက်ရတယ်ဗောနောပြေးရတာပဲဒီပစ္စည်းတွေဒီပိုင်ဆိုင်မှုတွေထားခဲ့ရတာပဲဖိုးတန်တဲ့ဟာယူသွားနိုင်နေဆိုရင်တော့မှဒီအိမ်နေရာတွေခြံနေဆိုတဲ့ခါကကြံနေခဲ့တာပဲဗောနောအဲ့လိုဟာမျိုးတွေကိုစစ်ကောင်စီကရုံးမှမှာတွေလှုပ်တာဗောအဲ့တော့ကျွန်တော်ရှုံးသွားရင်ဘာဖြစ်မလဲဆိုတဲ့ဟာဒါပပါလေးပဲရှိသေးတယ်ကျွန်တော်တို့ရှုံးလို့မရအောင်အဲ့ဒါကိုပြောတာအဓိကအခုလက်တော်အခြေအနေမှာကျွန်တော်တို့ပြန်ပေးလိုက်ရတဲ့မြို့တွေမှာတော့မှဒီလိုလောက်ခံနေရတယ်ဆိုရင်တိုင်းပြည်တစ်ခုလုံးသူတို့လက်ထဲကိုကြောက်ရောက်သွားမယ်ပြီးတော့ကြတော့ဒါကျွန်တော်တို့တပ်ဖွဲ့ကျွန်တော်တို့ရဲ့တော်လိုင်းတပ်ဖွဲ့တွေအကုန်လုံး ရှုံးနေသွားမယ်ဆိုရင်ဘာဖြစ်မလဲပေါ့နော်ဒါပေမဲ့တက်ဖွဲ့တွေကတော့လုံးဝအနိုင်မခံအရှုံးမပေးလုံးဝလုံးဝအနိုင်ကိုဒီကောင်းနေအနိုင်မခံဘူးလုံးဝလည်းအရှုံးပေးမှာမဟုတ်ဘူးနော်ဒါလုံးလုံးသွားမှာပဲဇက်တိုက်ကိုဒါနိုင်ဖို့အတွက်ကိုစူးစမ်းသွားကြမှာပဲဒါပေမဲ့သူတို့လုံနိုင်ဖို့အတွက်အခွင့်အရေးတွေရှိဖို့လိုတယ်လုံနိုင်ဖို့အတွက်ကျွန်တော်တို့ဒါအခွင့်အရေးတွေဖန်တီးပေးကြဖို့လိုတယ်ပေါ့နော်အဲပြီးတော့ဒါနိုင်ငံရေးနဲ့ဆက်ဆက်တဲ့သူအချို့ကိုလည်းဖမ်းဆီးတာတွေလုပ်တယ်တဲ့2015ရွေးကောက်ပွဲမှာလည်းဒါ NLD ပါတီကနေပြီးတော့ဝင်ပြိုင်ခဲ့တယ်ဒါကြောင်ဝင်းမြို့နေ ကိုလာမိုးဆိုတဲ့ဒါနိုင်ငံရေးသမားကိုပါဗောနော်နိုင်ငံရေးသမားကိုလာမိုးကိုပါဖမ်းဆီးတာမျိုးတွေအပြင်အခြားသူတွေကိုလည်းဖမ်းဆီးတယ်ဗောနော်ကိုလာမိုးကတော့အတီးပြုတ်လို့ရတယ်ဆိုပြီးတော့သိရတယ်လက်ရှိအဲ့လိုလုပ်နေတာကကြောက်မဲတီဘောနှစ်ခုလုံးပဲအတီဘောမှာချိန်ပေးမဲ့အိမ်တွေကအခုဆိုရင်စရင်အရဆိုရင်အိမ်ပေါင်းဒါ90ကျော်လောက်ရှိတယ်ဆိုပြီးတော့သိရတယ်ဒါအဖမ်းခံရတဲ့သူကတော့အနေချင်းရှိတယ်ဗောနော်အဲ내ချင်းရှိတယ်ဆိုတာလည်းတခြားကြောင့်မဟုတ်ဘူးဒါကနောင်ချိုနဲ့ကြောက်မဲမှာဖြစ်ခဲ့တဲ့ဖြစ်စဉ်တွေကိုကြည့်ပြီးတော့ဗောနော် အာရှောင်ကြတင်းကြလို့ဒီလောက်ပဲဒါဖန်ခံတာဖြစ်တယ်ကြိုရွှေ့ထားကြလို့ပေါ့နော်အဲ့တော့စစ်ကောင်စီကသူနိုင်ပြီဆိုတဲ့ချိန်မှာပေါ့နော်သူအသာစီးရပါပြီဆိုတဲ့ချိန်မှာဒီလိုလုံမျိုးတွေလုံအဲ့တော့ကျွန်တော်တို့ကဘယ်မှာတဆိတ်ဘူးလဲဆိုတော့အခုဒီရက်ထဲမှာဖြစ်နေတဲ့မိုးကုတ်ကိုကျွန်တော်တို့ကစိတ်ဘူးတယ်အဲလောလောဆယ်မှာလည်းဒါမန်လီပီတီအက်လို့တပ်ဖွဲ့မျိုးတွေအခြားဒါမိုးကုတ်ပြူအက်လို့အဖွဲ့မျိုးတွေကလည်းဒါပြည်သူတွေတိဖို့အတွက်အားပေးတဲ့ပုံစံမျိုးတွေနဲ့ထုတ်ပြန်ကြေညာတာတွေလုပ်တယ်ဒါပြင်မှာဒါမန်လီပီတီအက်ဆိုလည်းအခုဆိုဒါတသားသစ်တွေခေါ်ယူနေတယ်ပေါ့နော်မိုးကုတ်မျိုးကိုကာကွယ်ဖို့အတွက်တသားသစ်တွေခေါ်ယူနေတယ် ဲတခြားတပ်ဖွဲ့တွေကလည်းဒီဟာနဲ့ပတ်သက်လို့အတည်ပြုတာရှိတယ်။အာတသားအဟောင်းတွေပေါ့နော်အရင်တုန်းကပြည်သူအဟောင်းတွေပေါ့ဆိုတော့ဒါကအကြောင်းမျိုးအကြောင်းမျိုးနားသွားတဲ့တပ်ဖွဲ့ဝင်တွေလည်းဒါပြန်ပြီးခေါ်ရရှိတယ်။ပြီးရင်တသားအစ်စ်တွေပေါ့နော်ကိုမျိုးကိုကာကွယ်ခြင်းတဲ့သူတွေကိုမျိုးကိုကာကွယ်ဖို့အတွက်ဆန္ဒရှိတဲ့သူတွေအခြားတော်လိုင်းအဖွဲ့တွေကမှအစပေါ့နော်ဒါမျိုးပြန်ပြီးတော့ခေါ်ယူနေတာရှိတယ်ပြီးရင်နောက်ထပ်တော်လိုင်းအဖွဲ့အစည်းတွေကလည်းအဲ့မျိုးကိုကာပေးမယ့်ပုံစံမျိုးငါတို့ကာကွယ်မယ်ငါတို့ရှိသေးတယ်ငါတို့ရအောင်ချမယ်အဲ့လိုမျိုးပုံစံမျိုးနဲ့ပေါ့နော်ပြည်သူတွေ TNL ဆုတ်ခွာသွားရလို့စိတ်ဓာတ်မကျနဲ့ကျွန်တော်တို့ရှိသေးတယ်ဆိုတဲ့ပုံစံမျိုးပြသနေကြတာတွေတွေ့ရတယ်။ဒါဟာအရေးကြီးတယ်ပေါ့နော်။အဲ့တော့ဒါဆက်ပြီးတော့ထိန်းထားနိုင်မှုအတွက်လိုတယ်။အဲ့တော့ဒါတန်တလေးဒါဆုတ်ခွာသွားပြီဆိုတဲ့အချိန်မှာမြို့ရဲ့နေရာတွေကိုလည်းဒါ PDF တပ်ဖွဲ့တွေပေါ့နော်။တော်လိုင်းတပ်ဖွဲ့တွေကပြန်ပြီးတော့နေရာဝင်ယူထားတယ်ဆိုပြီးတော့သတင်းတွေမှာလည်းတွေ့နေရတယ်ပေါ့နော်။ဒါဟာလည်းပြောရမယ်ဆိုစိတ်သိမ်းထားစရာကြီး။ကျောင်း PDF တွေအရန်ချို့ဖို့ကောင်းတယ်တကယ်။ကျောင်းပြည်သူတွေကလည်းဒါမျိုးကိုပဲဒါမြင်နေတာလိုချင်တာပေါ့နော်။အဲ့တော့လုံးဝလက်လျှော့သွားတဲ့ပုံစံမျိုးမရှိဘူး။ ရတယ်ငါတို့လှုပ်ပြမယ်ဆိုတဲ့ပုံစံမျိုးပေါ့အဲအဲ့လိုပုံစံမျိုးနဲ့ဒါအတီးတီးပြန်ပြီးတော့ကိုတက်နိုင်တဲ့တာဝန်တွေကိုဝင်ယူပေးနေကြတာတွေ့ရတယ်ဒီပြီးရင်မြင်းညံဘလတ်တိုက်ကဘာမှမဆိုင်အဝေးမှာဒါပေမဲ့မဆိုင်ဘူးကျွန်တော်ပြောချင်တာသူတို့လှုပ်နေတဲ့ပုံစံကအကုန်လုံးကငါတို့နဲ့ဆိုင်နေဆိုတဲ့ပုံစံနဲ့လှုပ်နေတာပေါ့နော်မြေပြတ်မှာတိုက်ပွဲဝင်တာလည်းတပိုင်းအဲခုနလိုဒါမိုးကုတ်လိုနေရာမျိုးအရေးကြီးလိုအပ်လာပြီဆိုတဲ့အချိန်မှာလည်းပါဝင်မယ်ဆိုပြီးတော့လုံနေတာတပိုင်းအဲဒါကြအဲ့မှာရှိတဲ့အဖွဲတွေအကုန်လုံးကအဲ့လိုစိတ်ကြီးပဲ အဲကျွန်တော်တို့အားလုံးကအဲ့လိုစိတ်မျိုးရှိဖို့လိုတယ်ပေါ့နော်အဲကျွန်တော်ခေါင်းစဉ်ပေးထားသလိုပဲပေါ့နော်ဒီစစ်ကောင်စီလက်ထဲကိုဒါမိုးကုတ်မြို့ပြန်မကြရောက်စေရေးအတွက်ကို PDF နေတဲ့အတူတူပြည်သူတွေပါဒါကာကွယ်ရမယ်ဆိုပြီးတော့ပြောထားတဲ့ဟာပေါ့နော်အဓိကပြည်သူတွေပါကာကွယ်မယ်တကယ်ဘာဖြစ်လို့ဆိုတော့ဒီဒီ PDF တပ်ဖွဲ့တွေဆိုတာကလည်းပြည်သူတွေကနေထွက်လာတယ်ပြည်သူတွေကနေပေါက်ဖွားလာတာအားလုံးကပြည်သူပဲအ လက်နက်ကင်ပြီးတော့တော်လန်ကြမယ်ဆိုလို့ဒါဒီလမ်းစဉ်ကိုရွေးခဲ့တာပေါ့နော်အဲ့တော့ဒီတက်ဖွဲ့တွေဆက်ပြီးတော့တိုင်နိုင်မှုအတွက်ကိုလည်းပြည်သူတွေကတေချာပေါက်ပံ့ပိုးမှာကျွန်တော်ယုံကြည်တယ်ပေါ့နော်ဘာလို့လဲဆိုတော့အခုနောက်ပိုင်းမှာပြည်သူတွေကဒီဟာနဲ့ပတ်သက်လို့စိတ်ကြရတယ်ဆိုရင်တော့မှပဲစိတ်ကြလို့မရဘူးဆိုတဲ့ဟာကိုသိတယ်အဲ့ဒါကြောင့်မလို့တက်ဖွဲ့တွေကဒီလိုအားကျုံမနဲ့နဲ့လှုပ်တဲ့ခါမှာပြည်သူတွေကလည်းဝိုင်းဝန်းပြီးတော့ပါဝင်ပေးကြမှာလို့ဒါကျွန်တော်ယုံကြည်တယ်ပေါ့နော်အဲ့တော့တက်နိုင်တဲ့ဟာတွေကျွန်တော်တို့ပို့ပြီးတော့ထောက်ပံ့ကြမယ်ဒီအခြေအနေကပို့ပြီးတော့ချက်တဲခက်ခဲတဲ့အခြေအနေတွေကိုရင်ဆိုင်နေရတာအဲ့တော့အဲ့ဘက်ကကောင်တွေပြောတာရှိတယ်ပေါ့နော် ် GNL လို့အဖွဲ့မျိုးတော်မှမခံနိုင်တာပေါ့နော်မင်းတို့ PD ကဘာမလို့ဆန်းကြည့်လိုက်လေဆန်းကြည့်လိုက်ဟုတ်တော့မလားလုံးဝမင်းဒီဘာဖီအားမှမရှိတဲ့အဖွဲ့တွေကိုဘာမှစဉ်းစားစရာမရှိတော့ဘူးဆိုတဲ့အဖွဲ့တွေကိုပေါ့နော်ကြောက်စရာကိုဘာမှမကြံတော့ဘူးဆိုတဲ့အဖွဲ့တွေကိုမင်းတို့ဆန်းကြည့်လိုက်အခု PD တပ်ဖွဲ့တွေကအဲ့လိုပုံစံမျိုးပဲအကုန်လုံးကပြောထားတာဒါဟိုနေ့ကဒါအင်တာဗျူးတွေမှာလည်းဒါ PD တွေပြောတဲ့စကားစံတွေကိုဒါကြားနိုင်မယ်ပေါ့နော် ကျွန်တော်တို့ကဆုံးဆုံးရဘာမှမရှိတော့ဘူးလေဆုံးရှုံးစရာဘာမှမရှိတော့ဘူးဆိုတဲ့သူကကြောက်စရာကောင်းဆုံးပဲတကယ်အဲ့တော့ကျတော့ဟိုကျွန်တော်တို့ကရဲချင်းတာတွေပြတ်သားတာတွေကတော့တေချာပေါက်ရှိလိမ့်မယ်ဒါပေမဲ့စဉ်းစားတွေးခေါ်ချင့်ချိန်နိုင်စွမ်းတွေကိုတော့အထင်ကိုပြဖို့လိုတယ်ပေါ့နော်အဲ့တော့အတက်ဖွဲ့တွေရဲ့ခေါင်းဆောင်တွေအသီးသီးကလည်းဒါကိုလှုပ်ဆောင်ပေးလိမ့်မယ်လို့ယုံကြည်တယ်ယူဆတယ်အဲ့တော့ဒီရဲ့အတိုင်းပဲ TNL နဲ့ဒီလိုမျိုးသူတို့ကလက်မှတ်ထိုးလိုက်ပြီးတဲ့အချိန်မှာဒီရှမ်းမြောင်းနဲ့ဘတ်သက်လို့သူကအဲတိတ်ပြီးတော့အာယုံဆိုင်စရာမရှိတော့ဘူးစစ်ကောင်စီက အဲ့တော့ကြတော့ဒါ PDFG ပဲဥဆောင်တဲ့နေရာမျိုးတွေကိုပို့ပြီးတော့ဖိလာလိုက်မယ်အဓိကအခုမိုးကုတ်မိုးမိတ်ဒီနယ်မြေတွေကိုပို့ပြီးတော့ဖိလာလိုက်မယ်ပို့ပြီးတော့ပြင်းထန်တဲ့တိုက်စစ်တွေပြီးရင်လေချောင်းကနေဘုံကျဲတာတွေပုံမှုပြီးတော့လှုပ်ဆောင်လာလိုက်မယ်ညီသူကားကွေတပ်ဖွဲ့တွေအထိနာလာရင်ပြည်သူကိုငဲ့ညာပြီးတော့နောက်ပြန်ဆုတ်တက်တာမျိုးတွေပေါ့နော်ဆုတ်ခွာပေးတက်တာမျိုးတွေကိုစစ်ကောင်စီကတိထားတဲ့အတွက်ပေါ့နော်အဲဥစားကိုစစ်ကောင်စီကပြင်းပြင်းထန်ထန်လှုပ်လိုက်မယ်ပေါ့နော်ဒီအတွက်ကိုပဲဒါဇက်တိုက်ဒီနီလန်းကိုပဲသူတုံးလိုက်မယ်ပေါ့နော်အဲ့တော့ အရက်သားပြစ်မှတ်တွေကိုရည်ရွယ်ချက်ရှိရှိနဲ့ပို့ပြီးတော့ဘုံကျဲတိုက်ခိုက်တာတွေပြစ်ခတ်တိုက်ခိုက်တာမျိုးတွေဇက်တိုက်လှုပ်လာလိမ့်မယ်အဲ့တော့အဲ့မှာရှိတဲ့ပြည်သူတွေကလည်းတကယ်ကိုဒီလိုကြမ်းကြမ်းတမ်းအခြေအနေမျိုးတွေကိုကြော်ဖြတ်လိမ့်မယ်လို့ဒါယူဆမိတယ်ဗောနော်ယူဆမိတယ်တရားဘောက်ကတော့ဒါတပ်ဖွဲ့တွေရဲ့စကားကိုတပ်ဖွဲ့တွေရဲ့ထုတ်ပြန်ချက်ကိုပို့ပြီးတော့နားဆွင့်စေခြင်းနဲ့အဓိကတော့တပ်ဖွဲ့တွေလိုအပ်လို့ပြောလာပြီးဟေးဆိုတဲ့ခါကျရင်ပြည်သူတွေလိုက်နာစေခြင်းနဲ့ဒီလိုမျိုးလိုက်နာလှုပ်ဆောင်လိုက်ပါခြင်းပူပေါင်းခြင်းအားဖြင့်လေဒီမျိုးကို PDF တွေနဲ့အတူတူကာကွယ်တာပဲ။ ဒီမျိုးကိုစစ်ကောင်စီလက်မရောက်စေရေးကာကွယ်တာပဲအတူတူပဲပြီးတော့ကြတော့ဒါပြည်သူအနေနဲ့ပေါ့နော်ပို့ပြီးတော့ထောက်ပံ့ပေးတာမျိုးတွေပို့ပြီးတော့ကူညီပေးတာမျိုးတွေလှုပ်ဆောင်ပေးကြစေခြင်းနဲ့ဒါမှပေါ့နော်ဒါခုနဒီစစ်ကောင်စီဒါဒီနေရာကိုတင်းသွားပြီးလို့ကြောင်မဲနဲ့တီဘောနဲ့နောင်ချုံနဲ့ကိုလှုပ်တယ်လို့မျိုးတွေကျွန်တော်တို့အလုံးမခံရမှာ ဲ့တော့ကျွန်တော်ဒါ PDF တက်ဖွဲ့တွေကတော့အစွမ်းကိုစူးစမ်းကြလိမ့်မယ်ပြည်သူတွေကလည်းပို့ပြီးတော့ကူညီပေးကြဖို့လိုတယ်ပေါ့နော်အဲ့တော့ဒါ PDF တွေကလည်းဒါမန်လေးမြောက်ပိုင်းမှာတင်းစီထားတဲ့နေမြေတွေဒါရှိတယ်ပေါ့နော်အဲ့တော့အဲ့ထဲမှာလည်းဒါဒီမိုးကုတ်လည်းပါတယ်ပေါ့နော်အဲ့တော့တင်းစီထားတဲ့နေမြေတွေကိုဆက်ပြီးတော့ထိန်းထားနိုင်ရင်အတွက်ကိုလည်းတိုက်ပွဲဝင်သွားမယ်ဆိုပြီးတော့ပြောဆိုထားတယ်အဲမိုးကုတ်ကိုလည်းဒါ PDF တွေကဆက်ပြီးတော့ထိန်းချုပ်ထားမယ်ဒါကိုလည်းကြွကြွထားတယ်ပေါ့နော်ပြီးတော့ရေရှိထိန်းထားနိုင်ဖို့လည်းအရန်ရေးကြည့်တယ် ရေရှည်ဖြစ်လာလိမ့်မယ်ပေါ့နော်စစ်ကောင်စီဘက်ကတေချာပေါက်တိုးမှာကျွန်တော်ဘက်ကလည်းဒီတိုင်းလွယ်လွယ်နဲ့တော့ပေးလိုက်မှာမဟုတ်ဘူးအဲ့လိုမပေးဘူးဆိုတဲ့ခါကျရင်ရက်ရှည်တိုက်ပွဲတွေဖြစ်လာလိမ့်မယ်စစ်ပန်းနာတွေရှိလာလိမ့်မယ်အဲ့အတွက်တကယ်ကိုဒါခက်ခဲတဲ့ကာလတွေဖြတ်တန်းရလိမ့်မယ်ပေါ့ဒါတွေကိုလည်းတပ်ဖွဲ့တွေအကုန်လုံးကတော့တွေးထားပြီးသားပဲပေါ့နော်အဲ့တော့စစ်ကောင်စီကဒါမျိုးပုံစံမျိုးတေချာပေါက်လုပ်လိမ့်မယ်ပြီးတော့ဒီလိုမျိုးထိန်းထားနိုင်မှုဘာကြောင့်အရေးကြီးလဲဆိုတော့ SSPP ရပါတော့ TNLA ကဒီမိုးကုတ်ကိုတိမ်းတဲ့ချိန်တုန်းက SSPP ကမထောက်ခံတာကိုတွေ့ရတယ် ဲဒါကြောင့်မလို့ပေါ့နော်ဒါပြည်သက်တွေအနေနဲ့စစ်ကောင်စီအပြင်အခြားလက်နက်ကိုင်အဖွဲ့တွေရဲ့ပေးလာမဲ့ဖိအားကိုလည်းကြုံရနိုင်တယ်။ဒါလည်းကြိုပြီးတော့တွေးထားမယ်အရာဖြစ်တယ်ပေါ့နော်။ဘာဖြစ်လို့ဆိုတော့ဒီမိုးကုတ်ကဒါတိတဲ့အတိုင်းပဲဒါဗရမားမြေဖြစ်တဲ့အတွက်ပေါ့နော်။အကျိုးစီးပွားနဲ့ပတ်သက်ရင်အားလုံးကမျက်စိကြတဲ့နေရာစစ်ကောင်စီမှမဟုတ်ဘူးအကုန်လုံးကမျက်စိကြတာပေါ့နော်။စစ်ကောင်စီလက်အောက်ခံပြည်သူစစ်ပဲဖြစ်ဖြစ်ပေါ့နော်။ပြင်ခုနလိုစစ်ကောင်စီနဲ့ပူးပေါင်းတဲ့လက်နက်ကိုင်ပဲဖြစ်ဖြစ်ဒီဖွဲ့တွေအကုန်လုံးကဒီနေရာကိုအရန်မျက်စိကြကြမှာတေးကြပဲ။ ကျွန်တော်တက်ဖွဲ့တွေအခုလိုမျိုးစိုးမိုးထားတာကိုလည်းစစ်ကောင်စီကလုံးဝခံမြင်းနေမှာအဲသူတို့အကျိုးစီးပွားရည်လည်းအရန်ထိကြိုက်တယ်ပြီးတော့ဒီကနေရလာတဲ့တယန်ဇာတအခွင့်အရေးတွေကိုဒလိုင်းတက်ဖွဲ့တွေအတုံးချတာကိုလည်းသူတို့ကမလိုချင်ဘူးပို့ပြီးတော့ကြီးထွားလာတဲ့တောင့်တင်းလာတာတွေကသူတို့အတွက်အန်ရဲ့အရန်ကြီးတဲ့အတွက်ဒီနေရာကိုသူကလုံးဝပြည်သက်တွေရှိနေတဲ့ဟာကိုသူလုံးဝမလိုချင်ဘူးမလိုချင်တာဖြစ်တဲ့အတွက်နှီးမျိုးစုံတုံးပါအဲ့လိုတုံးတဲ့ခါကျရင်သူနဲ့အတူတူသဘောတူထားပါတယ်သူနဲ့အတူတူပူးပေါင်းထားပါတယ်ဆိုတော့လက်နက်ကင်တွေရဲ့ဖီအားကိုလည်းဒလိုင်းတက်ဖွဲ့တွေကဒါခံရနိုင်ချေရှိတယ်ပေါ့နော်အဲအကြောင်းမလို့ ဒါတွေကိုလည်းစဉ်းစားချင်းချင်းပြီးတော့ပြင်ဆင်ထားဖို့လိုအပ်တဲ့အရေးကြီးတယ်။စစ်ရေးတွေမဟုတ်ဘူးပေါ့နော်။ဒီမျိုးစုံနဲ့တိုက်ခိုက်လာမှာဖြစ်တဲ့အတွက်ကြိုပြီးတော့ပြင်ထားကြစီခြင်းနဲ့ဒါပေမဲ့ပြည်ထောင်တပ်ဖွဲ့တွေမှာလည်းအခွင့်အရေးရှိတယ်။ဒီမျိုးကိုကာကွယ်နိုင်ဖို့ထိန်းချုပ်နိုင်ဖို့အတွက်ကအခွင့်အရေးရှိတယ်။အဲထားပါတော့ဒီဆက်လက်ပြီးတော့ထိန်းထားနိုင်ဖို့အတွက်ဆိုရင်ပြည်ထောင်တပ်ဖွဲ့တွေကဒါလွတ်မြောက်နေမြေလို့မလုတ်ထားဘူးမထိန်းချုပ်ထားဘူးဆိုရင်တော့မှပဲပေါ့နော်။ဒါပြည်သူစစ်ဗျူဟာပေါ့နော်။ပြည်သူစစ်မဟာဗျူဟာကိုအသုံးချပြီးတော့ ပျောက်ကြားစစ်နီးပြူရနဲ့ကောင်းကောင်းကြီးစစ်ကောင်စီကိုအမဲ့ချွေချွေလို့ရတဲ့နီလန်းမျိုးတွေကတော့အမြဲတမ်းရှိနေမှာပဲပေါ့နော်ပြီးတော့ဒီနီလန်းမျိုးတွေကိုတေးကြတယ်ကျွန်တော်တို့ဒီဘက်တော်လိုင်းတပ်ဖွဲ့တွေကအစင်တစိုက်လှုပ်ဆောင်ခဲ့တာဖြစ်တဲ့အတွက်အရန်ကျွမ်းကျင်နေပြီးသားတကယ်ဟိုးရှေ့ပိုင်းကာလာကနေကပျောက်ကြားပဲလုပ်ခဲ့ရတာလက်နက်ကင်မပြည့်စုံဘူးလေအဲ့ဒါကြောင့်မလို့ဒီနီလန်းကိုပဲတောက်လျှောက်သုံးခဲ့ရတာဖြစ်တဲ့အတွက်ပေါ့နော်ဒီနီလန်းနဲ့လည်းဆက်ပြီးတော့ထိန်းထားနိုင်ဖို့အတွက်လှုပ်ဆောင်နိုင်ခြင်းရှိတယ် အဲပြီးတော့ဒါပတိန်ကြီးမရရာတပေချင်းလမ်းကြောင်းနေမှာစစ်ကောင်စီဘက်ကထိုးစစ်တွေပို့ပြီးတော့လှုပ်လာနိုင်ခြေရှိတယ်။အဓိကတော့အေယာဝတီမြစ်အနောက်ဘက်ကနေပြီးတော့ဒါသခိုင်းအထိပေါ့နော်။နေမြေတွေရှင်းလင်းဖို့အတွက်ကိုပို့ပြီးတော့ကြိုးစားလာနိုင်ခြေရှိတယ်ဆိုတဲ့ဟာကိုလည်းဒါကျွန်တော်တို့စဉ်းစားမိတယ်ပေါ့နော်။အဲအဲကြောင့်မလို့လက်ရှိမိုးကုတ်ကစစ်ကောင်စီအတွက်အရန်အရေးကြီးတယ်လို့တော်လိုင်းတပ်ဖွဲ့တွေအတွက်လည်းအရန်အရေးကြီးတယ်။တော်လိုင်းတပ်ဖွဲ့တွေအနေနဲ့ပေါ့နော်။ငါတို့စာမွေးစစ်ခံနေရတယ်ဆိုတဲ့ပုံစံမျိုးသဘောပေါက်ရလိမ့်မယ်။ငါတို့ဂုံတူးထွက်မလား။ ငါတို့ရဲ့ဒါ guide လုပ်ပေးမဲ့ဆရာတွေဆရာမတွေပြည်သူတွေပေါ့ဗျာအဲဒီပြည်သူတွေကငါတို့ကိုဘယ်လောက်ထိလမ်းပြမှာလဲငါတို့ကိုဘယ်လောက်ထိပံ့ပိုးမှာလဲကူညီမှာလဲထောက်ပံ့မှာလဲပေါ့နော်အဲအားကြောင့်မလို့ဒီចောင်းသားကျွန်တော်တို့ PDF တက်ဖွဲ့တွေကဂုံတူဘယ်လောက်ထွက်မှာလဲဆိုတဲ့ဟာကိုကြည့်ဖို့လိုတယ်ပေါ့နော်အဲ့တော့စစ်ကောင်စီကတော့တေချာတယ်ဒီဘက်ကိုတေချာပေါ့ညာတို့တွေထိုးစစ်တွေတောက်လျှောက်လုပ်လာမယ်လေရင်ပုံကျဲတာတွေတောက်လျှောက်လုပ်မယ်စစ်ကြောင်းထိုးတာတွေအရင်ထပ်ပို့ပြီးတော့ပြင်းပြင်းထန်ထန်လုပ်မယ်တခြားတက်တွေပေါ့နော်တက်တွေအနေနဲ့ဆိုရင်ကျွန်တော်ကြည့်မယ်ဆိုရင် ကဲခုနလိုဒါရှမ်းမြောက်လိုနေရာမျိုးမှာတို့တို့အတွက်လုံးလုံးအဆင်ပြေသွားပြီအဲထက်ပြီးတော့တို့ရှေ့တိုးစရာမလိုဘူးဒါမှမဟုတ်လဲရှေ့တိုးတဲ့နေရာတွေမှာတို့အင်အားတွေအရန်တုံးစရာမလိုဘူးဆိုရင်ဒီအင်အားတွေပါထုတ်နှုတ်ပြီးတော့ဥတီလာနိုင်ခြင်းရှိတယ်ပေါ့နော်ဒါကြောင့်မလို့လဲလမ်းဆောင်လမ်းကွာလိုနေရာမျိုးတွေကနေပြီးတော့စပြီးတော့တို့ပိတ်တာမျိုးတွေလှုပ်လာတယ်အဲဒါကြောင့်မလို့ဒါဖြက်လေးပြက်ပုံစံမျိုးတွေလည်းကျွန်တော်တို့ကြုံရနိုင်ခြင်းရှိတယ်အဲ့တော့ကျွန်တော်တို့ကအတူတူကာကွယ်မှုကိုရမှာ အဲ့ဒီမှာရှိတဲ့မြို့နယ်ပြည်သူကရောပေါ့နော်အဲ့ဒီမှာမရှိပေမဲ့ဒေါ်လာရင်းကိုထောက်ခံနေပါတယ်ဆိုတော့ဒေါ်လာပြည်သူအနေနဲ့ရရက်ကဒေါ်လာပြည်သူပြီးရင်ပြည်တွင်းပြည်ပကဒေါ်လာပြည်သူတွေအကုန်လုံးကလည်းအတူတူပါဝင်ပေးမှရမှာအတူတူလက်တွဲပြီးတော့ကာကွယ်မှရမှာဒါကြောင့်မလို့လေဒီမိုးကုတ်မြို့ကိုစစ်ကောင်စီလက်ထက်ပြန်မပါစေရေးကကျွန်တော်ပြည်သက်တပ်ဖွဲ့တွေနဲ့အတူပြည်သူတွေပါကာကွယ်မယ်ဆိုတဲ့ပုံစံမျိုးနဲ့ကျွန်တော်တို့ရှေ့ဆက်ကြဖို့ရည်ကြီးတယ်ပေါ့နော်ပြီးတော့ကျွန်တော်ပြောခဲ့သလိုပဲပေါ့နော်စစ်ကောင်စီကတပတ်ဖြီအားပော့သွားပြီဆိုတဲ့အချိန်မှာတပတ်ကိုပို့ပြီးတော့ဖိလာမယ်ဆိုတဲ့အတိုင်းအခုဆိုရင်ရခိုင်ဘက်မှာ တော်တော်လေးကိုစိုးစိုးဝါးဒါတို့တွေဘုံကျဲတိုက်ခိုက်တာတွေလှုပ်လာတယ်ပေါ့နော်။ဒါအရှင်ရက်ကဒါကျွန်တော်တို့မပြောဘဲနဲ့ကြံခဲ့တဲ့ဟာရှိတယ်။အဲ့ဒါကတခြားကြောင့်မဟုတ်အချိန်မရခဲ့လို့ပေါ့နော်။အခုဆိုရင်အဲ့ဘုံကျဲတိုက်ခိုက်လို့ထိခိုက်ဒဏ်ရာရတဲ့သူတွေတိတ်ဆုံးတဲ့သူတွေအများကြီးဖြစ်လာတယ်။အဲပြီးတော့ဒါပုံနာချုံမြို့နယ်ပေါ့နော်။ပန်းနီလာချေးရွာကိုစစ်ကောင်စီတပ်ကဘုံကျဲတိုက်ခိုက်တယ်။အရသား၄ဦးတိတ်ဆုံးတယ်။၁၀ဦးကျော်ဒဏ်ရာရတယ်။အဲ့ထဲက၄ဦးကလည်းအရေးပေါ်ပုံစံမြို့နယ်ကုသနေရဒဏ်ရာပြင်းထန်တယ်။ အဲ့တော့ကြတော့ထိခိုက်တံရရတာပေါ့နော်ပြည်သူအရသာပြည်သူကိုပို့ပြီးတော့ဥတီတိုက်ခိုက်နေတဲ့ပုံစံမျိုးတွေတွေ့ရတယ်စစ်ကောင်စီကရခိုင်ကိုတော်တော်လေးဖိလာမဲ့ပုံစံမျိုးတွေလည်းမြင်တွေ့နေရတယ်ပေါ့နော်အဲ့တော့အိုက်ဖြစ်စင်မှာဆိုရင်ဒါပေါင်ဝိုင်းအောင်ဘုံနှလုံးကျဲချဝိုင်းတွဲနေပေါ့နော်နေ့လယ်12နာရီမှာဘုံနှလုံးကျဲချတယ်ဒီဘုံတွေကဒါပန်းနီလာကျေးရွာကစာတင်ကျောင်းဝင်းမှာကြာရောက်ပြီးတော့ပောက်ကွဲခဲ့တာပေါ့နော်အဲ့တော့ကလေးငယ်2ဦးအပါ4ဦးဒါတိစုံနေပေါ့နော်ပြီးတော့10ဦးကလည်းတံရပြင်းထန်နေဆိုတော့ စာသင်ကျောင်းဝင်တဲ့ကိုကြာတာနော်စာသင်ကျောင်းသားကိုကြာတာအဲ့တော့ကြာစစ်ကောင်စီဘက်ကပါနော်ပညာရေးကိုဦးစားပေးပါတယ်တို့အဲတာသမီချင်းကိုချင်းစာပါတယ်တို့ကတို့ပြောတယ်ဆိုတဲ့စကားတွေအဲ့ပါးတွေပလုတ်တွေကြီးဖြတ်ရတယ်ပလုတ်တွေကိုဂဲခုပြီးနင်းရမယ်သိလားဒီကောင်နင်းပြောလိုက်ရင်ပေါ့နော်အော်ကြည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 ်တွေကြည်ပဲအာနိုင်ငံကအမြင်ကောင်းအောင်ပေါ့နော်အကြောက်ကောင်းအောင်ဆိုပေပုံစံမျိုးတွေပြောတယ်အာပြည်သူပြည်သူဆိုတဲ့ပါဇက်ကနေပြီးတော့လုံးဝမချအောင်ပေါ့နော်ဒီစကားအမျက်တွင်တွင်သုံးတယ်လက်တွေ့မြင်မြင်မှာကြတော့တောက်လျှောက်ဘုံလိုက်ကျဲနေတာပေါ့နော်ကလေးတငယ်တွေတေးတာမှညအရွယ်ပြဟိုနေ့ကဆိုလဲဒါပရိုက်တာ ညီငယ်လေးပေါ့နော်ကလေးလေးပေါ့နော်ဒီကွာတော်တော်စိတ်ထဲကိုမကောင်းဘူးပေါ့နော်အဲ့လိုပုံစံမျိုးနဲ့စစ်ကောင်စီကမမရန်လုံနေတာဖြစ်တယ်ပြီးတော့အဲ့ဖြစ်စဉ်ကဒီဖြစ်စဉ်တစ်ခုတည်းတည်းမဟုတ်ဘူးဒီရက်ထဲမှာပေါ့နော်စစ်ကောင်စီကဒီဘန်ဒီလာကျွော်ကိုဘုံမကျဲခင်ပုံနေကျွန်းမြို့တဲကိုလည်းပေါင်ကန်းကနှလုံးကျဲချပြီးတိုက်ခိုက်ခဲ့သေးတယ်အော်တိုဘာ30မှာပေါ့နော်အဲ့ပုံနေကျွန်းရသေးတောင်နဲ့ဒါကြောက်ဖြူမြို့နယ်တွေမှာလည်းဒါ drone နေနဲ့ဘုံကျဲခဲ့တာတွေလည်းရှိတယ်အဲ့30ရက်တောက်လျှောက်မှာကိုပဲသူတို့လုပ်ခဲ့တဲ့ဖြစ်စဉ်တွေကအများကြီးဘုံကျဲတဲ့ဖြစ်စဉ်တွေအများကြီး29မှာဟိုဘက်မှာဒါအပြစ်ခတ်ရစဲရဆိုတဲ့ပုံစံမျိုးနဲ့သူတို့သဘောတူလိုက်တယ် 30မှာစပြီးတော့အဲဥစ္စာကိုကောင်းထဲဖို့တယ်ဘလောက်ထိဒီကောင်နေအချိန်ကန့်သက်ဖြစ်နေတယ်လဲဆိုရဲဟာကိုသိစေချင်လို့ပေါ့နော်အဲ့တော့ဒီအဲ30ရက်နေ့မှာဒါနေ့လယ်မှာဆိုရင်ဒါပုံနှံကျွမျိုးဘော်ကပေါ့နော်ပုံနှံကျွမျိုးဘော်ကနေရာတွေကိုပေါင်900အောင်3လုံးထက်ကျဲခဲ့တာရှိတယ်အော်တိုဘာ30မနက်မှာပဲမနက်10နာရီမှာပဲစစ်တွေကနေရေသိပ်တောင်မြို့နယ်တဲကိုဒါ drone နဲ့ပုံကျဲချတာတွေရှိခဲ့တယ်ရဲသားပြည်သူတအူးတေဆုံးပြီးတော့ဒါနှစ်ဦးထိခိုက်ဒဏ်ရာရခဲ့တယ်နောက်ထပ်30ရက်နေ့မှာပဲကြောက်ဖြူမြို့နယ်ဇင်းချောင်းဘုံကွေရွာပေါ့နော်အဲ့ရွာမှာလည်းဘုံထက်ကျဲခဲ့လို့ ပြည်သူ6ဦးသေဆုံးပြီးတော့18ဦးဒဏ်ရာရကဲကြည့်ကျွန်တော်ပြောအဲ့ကောင်ကအချိန်ကက်သက်အရန်ဖြစ်နေတာစစ်ကောင်စီကအဲ့လိုဆိုတော့ဒီဒါတို့နောက်ဆုံးပေါ့နော်ဒီ2025နှစ်ကုန်နဲ့2026အစမှာတို့လောက်ရမယ်ဒီကြားထဲမှာလည်းတို့ထုတ်ပြန်နေတာရှိတယ်အပိုင်း1နေနဲ့ဘယ်မျိုးအပိုင်း2နေနဲ့ဘယ်မျိုးဆိုပြီးတော့ထုတ်ပြန်နေတာရှိတော့သူ့အတွက်အရန်ကိုဂျင်းနဲ့ချက်တွေရောက်နေလာအဲ့လိုအနေထားမျိုးမှာဆုံးရှုံးနေမြေတွေကိုပြန်ယူဖို့အတွက်ကိုတို့ဖိဖိဖို့လိုတယ်ပေါ့နော် အဲ့တော့တစ်ဖက်မှာဖိအားကျော့သွားပြီဆိုတဲ့အချိန်မှာကျွန်တော်ဟိုနေ့ကပြောခဲ့သလိုရခိုင်ရဲ့ပြီးရင်မြေပြတ်နေရာမျိုးရဲ့ပြီးရင်တို့အတွက်အကျိုးစီးပွားထိခိုက်စေနိုင်တယ်လို့ယူဆရတဲ့နေရာမျိုးတွေကိုတို့ပို့ပြီးတော့ဖိလာမယ်ဆိုတဲ့အတိုင်းအခုရက်ထဲမှာကြံ့ကြံ့တန်းတန်းပို့ပြီးတော့လှုပ်လာအဲ့တော့တို့ပြစ်မှတ်ထဲမှာဒါရှိနေပါတယ်လက်တလောပြစ်မှတ်ပေါ့နော်ပြစ်မှတ်ကတော့တနိုင်ကလုံးတိုင်းတာနဲ့တို့ထားထားတာပဲဒါပေမဲ့လက်တလောပြစ်မှတ်မှာကိုပဲပြည်သူတွေဒါဘုံကျက်တိုက်ခိုက်ခံရတာတွေပို့ပြီးတော့များလာနိုင်ခြင်းရှိတယ်အဲ့အတွက်အဲဂယုဆိုင်ကြစေခြင်းနဲ့အဲတက်ဖွဲ့တယ်ဒါကျွန်တော်အရန်ကိုစိုးရင်ပူပန်လို့ပြောကြတာပါပေါ့နော် ရုပ်ပြည်သူတွေကတကယ်သနာစရာကောင်းပါတယ်နေ့စဉ်နဲ့မြခက်ခဲပြင်းပန်းကြမ်းတမ်းမှုတွေပေါ့နော်အာလုံးဝမလုံလောက်မှုတွေရှားပါမှုတွေဒါမျိုးတွေနဲ့ဖျက်တမ်းနေရတဲ့အကြောက်တရားတွေနဲ့ဖျက်တမ်းနေရဒီကြားထဲမှာအသက်တွေပါတည်ဆုံးနေရတာမြင်တော့ကျွန်တော်တို့တွေလည်းစိတ်မကောင်းဘူးပေါ့နော်အဲ့တော့တပ်ဖွဲ့တွေကတော့အစွမ်းဆုံးအစွမ်းကုန်ကာကွယ်နိုင်ဖို့စူးစမ်းနေကြပါတယ်တပ်ဖွဲ့တွေထုတ်ပြန်တဲ့ထုတ်ပြန်ချက်လေးတွေကိုလည်းလိုက်နာလိုက်နာပေးကြပါပေါ့နော်အပြော်ဒီလိုမျိုးသားစစ်ကောင်စီကလုံနေတယ်ဆိုပေမဲ့သူတို့နေပြည်တော်ကိုတိုက်ခိုက်မှကြောက်တယ်ဗျ။နောက်ကနေဖိနှိပ်ခံမှကြောက်တယ်။ညကနေပြည်တော်မှာအခုဒီရက်ထဲမှာသူတို့ အများကြီးပဲပေါ့နော်နေရာအနှက်စစ်သားတွေရဲတွေပြီးရင်ချို့ရဲတွေပုံစံမျိုးနဲ့ထန်ဆောင်ထားတဲ့စစ်သားတွေဒါတွေကဆက်အများကြီးနေရာဖြန့်ပြီးတော့ယူနေကြတယ်လုံရွေးအသေးသတိရှိဖို့အတွက်ပြင်ဆင်ခိုင်းတာဆိုပြီးတော့လည်းသိရတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့အရေးကြီးတဲ့နေရာမျိုးတွေကိုထပ်ပြီးတော့ဖိအားပေးချင်းချောင်းနိုင်ဖို့အတွက်ထပ်ပြီးတော့တိမ့်ပိုက်နိုင်ဖို့အတွက်ကိုပြည်သူနဲ့အတူတူလက်တွဲပြီးတော့ဒလိုင်းတပ်ဖွဲ့တွေကလှုံ့ဆော်ကြလိမ့်မယ်လို့ယုံကြည်တယ်အဲ့တော့ ပြည်သူကလည်းတက်နိုင်တယ်လို့ပါဝင်ပြကြပါဒီကာလအကြက်တဲကာလကြီးကိုကျွန်တော်တို့အကောင်းဆုံးအောင်မြင်အောင်ကြော်ဖြတ်နိုင်ကြဖို့လိုပါတယ်ဆိုတဲ့အကြောင်းဒီနေ့ကနေပြောချင်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်